ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေမှာ9နှစ်အောက်ကလေးငယ်တွေကာကွယ်ဆေးတွေမထိုးနိုင်နိုင်တာတနက်ခွန်းနှီးပါရှိနေပြီလို့ကျမရဲ့ဆက်ရှောက်မှုပေးနေသူတွေနဲ့ကလေးမိခင်တွေကပြောပါရယ်ခေခိုင်သတင်းပေးပို့ထားပါရယ်ခင်ဗျာ တုညာနှစ်ခုစစ်စစ်ရဲစပင်းနောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီကကုန်းစည်တည်ယူခွင့်ကိုကန့်သက်ထားတာကြောင့်စေဝါတွေပြက်လဲလာတာတွေဖြစ်လာပြီးတော့ငါးနှစ်အောက်ကလင်းနေတဲ့အတွက်လားစိန်ပုံမဲ့ထိုးပေးနေကြကာကွယ်ဆေးတွေထိုးနေပေးနိုင်တာမရှိဘူးလို့ကလင်းမိခင်တွေနဲ့ကျမ်းမာရေးစောင့်ရှောက်မှုပင်းနေတဲ့သူတွေစီကသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲနမတူကိုခိုင်မဲတုံနေဆံမြို့နယ်အပါအဝင်မြို့နယ်တိုင်းနှိပါမှာကာကွယ်ဆေးတွေလုံးဝပြတ်တောက်နေတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီရှာမြမှာဆိုရင်တော့ဒီဒီဘောတို့ကြောင့်မဲတို့နမ်ခမ်းတို့ပဲမှလဲကပစီမြရတာဟုတ်ကဲ့ဒီရှာမြဘက်မှာဆိုရင်တော့ဒီကတဲ့လာပဲဒီနာရှိုးမှာသူတို့ထိုးတာတန်တဲ့မြို့နယ်တွေတာတော့တာကွက်စီမြရတာဟုတ်စီဝါလဲတဲ့ယူလို့မရဘူးအခုလိုကာကွယ်ဆေးမထိုးနဲ့နိုင်တာကြောင့်ကလေးငယ်တွေမှာကျဲမရဲချွတ်တေပြီးတော့ရောဂါခုခံနိုင်စွမ်းအားနည်းလာကြတယ်လို့ကလေးမိခင်တွေကပြောပါတယ်။ကလေးမွေးတဲ့ချိန်က တင်ယောက်ျားမရှိတော့ကိုထူကိုထဘွားနဲ့ကလေးကိုပြုစုခဲ့တာစကားတော့ငငယ်နဲ့သတနာရလာမှုရတယ်ပလန်တန်နဲ့စေယုံသွားတဲ့သူကသဆဆတဲ့မှာသဆရှိရှင်ရှိမှာသူတို့ကစံတန်နိုင်တဲ့သူကစေခံသွားတယ်ဆရာမတွေခေါ်ပြီးမွေးတယ်မတက်နိုင်တဲ့သူကဒီမျိုးတာမန်လူပဲခေါ်ပြီးမှမွေးတာများတယ်ဒီလိုကပတ်စံမတက်နိုင်တော့မသွားဘူးအခက်အခဲတော့ရှိတာပေါ့တန်မြန်နဲ့ဆိုရင်ရတယ်ကလေးကတက်ချင်မလား အဲ့မရှင်းမှအကြောက်ရတယ်ကိုတော့ရောကလေးတော့ဆူရင်ရတယ်သူမွေးပြီးတဲ့နောက်မှတော့မထိုးဘူးဘူးကိုဝင်ဆောင်တဲ့ချိန်တော့ထိုးဘူးတယ်အခုလိုကျဲမရဲ့စောင့်ရှောက်မှုတွေအားနေနေတာကြောင့်တအန်းကျဲမရဲ့အဖွဲ့အစည်း THO အနေနဲ့ရှမ်းပြည်မြောက်ပိုင်းက နမတူကိုခိုင်မဲတုံတက်ရန်နန်းဆန်နဲ့လာရှိုးမျိုးတွေကအရေးပေါ်မွေးမိခင်တဲ့ငါးနှစ်အောက်ကလေးငယ်တွေကို စားစေခီးစိမ့်နဲ့ဆေးကုသဆေးတွေကူညီထောက်ပံ့ပေးတော်မယ်လို့ထုတ်ပြန်ထားပါတယ်။ မွေမိခင်ရဲ့အပါအဝင်၅နှစ်အောက်ကလေးငယ်တွေငွေကြေးအခက်အခဲကြောင့်စေကူတာခံရမှုမရရှိပဲအသက်သေးဆုံးတာတွေမဖြစ်ရအောင်သေဆုံးမှုနှုန်းကိုရောကြဖို့အတွက်ရည်ရည်ပြီးတော့ဒီထောက်ပံ့ပေးတဲ့အစီအစဉ်ကိုစတင်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ DHO ကတာဝန်ရှိသူတွေကပြောပါတယ်ထောက်ပံ့ကြေးထုတ်ယူမယ်ဆိုရင်အချက်၃ချက်ကိုလိုက်နာရမှာဖြစ်ပြီးစေယုံဆင်းတဲ့စာအုပ်မိထုထောက်ပံ့ကြေးလာထုတ်သူရဲ့မဲ့ပုံတင်နံပါတ်နဲ့စေကူတာစရိတ်ပြေစာလိုအပ်တယ်လို့သိရပါတယ် ဒါအပြင်မြို့နယ်အလိုက်ကြီးရော်ထင်မှာကွင်းစင်းပြီးတော့ကျဲမာရေးအသိပညာပေးရတွေကလေးငွေတွေအဟာရပြည့်ဝစွာစားသုံးနိုင်ဖို့အတွက်ချက်ပြုတ်နည်းတွေကိုတင် जा ပို့ချတာတွေကိုလှုံ့ဆော်ပေးနေတယ်လို့ဆိုပါတယ်ပြည်ကရေ2024ခုနှစ်မှာတော့နမဒူမြို့နယ်ကဒေတာခန်တရားကျော်ကိုထောက်ပံ့ပေးနိုင်ခဲ့ပြီးတော့ကျန်တဲ့မြို့နယ်တွေမှာတော့ထောက်ပံ့ကြလာထုတ်ယူသူတွေနေပါနေတယ်လို့ဆိုပါတယ်။ထောက်ပံ့ကြအနေနဲ့လူနာတအူကိုစေကူသားစီအများဆုံး9သိန်းအထိထောက်ပံ့ပေးတော့မှာဖြစ်တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့မှာမြန်မာနိုင်ငံတွင်ခလင်းငယ်တသန်းကျော်ဟာယောဂတွေကနေကာကွယ်နိုင်ဖို့မချိမဖြစ်လိုအပ်တဲ့ကာကွယ်ဆေးတွေထိုးနဲ့တိုက်ကျွေးနိုင်တာမရှိဘဲကမ္ဘာပေါ်မှာကာကွယ်ဆေးလုံးဝမရရှိသေးတဲ့ခလေးတွေအများဆုံးရှိတဲ့နိုင်ငံတစ်ခုအဖြစ်ရပ်တည်နေတယ်လို့ကုလသမဂ္ဂခလင်းများရေပုံငွေအဖွဲ့ UNICEF ကထုတ်ပြန်ထားပါတယ်။ကျွန်မကေခိုင်ပါ။